Okay ဆိုတော့ grade 10ပြီးရင် GED နဲ့ grade 12ဘယ်ရယူသင်လဲပေါ့နော်အာ engineering ဘက်ကိုစိတ်ဝင်စားတယ်အဒီမေးခွန်းကိုရိုးရှင်းရှင်းဖြေပြရမယ်ဆိုရင်တစ်ချက်ပေါ့နော်ဒီတစ်ချက်ထဲနဲ့စဉ်းစားမယ်ဆိုရင်ဥပမာကိုက collision university တွားချင်နေပြီဆိုရင်တော့ grade 11ဆက်တဲ့ grade 12ဆက်မတက်တော့ဘဲနဲ့အဲ့လိုနှစ်ခုနှစ်တိုင်းရဆက်မတက်တော့ဘဲနဲ့ GED တက်လိုက်ပေါ့နော် GED ကကို English စာကောင်းရင်ကောင်းတယ်လို့မြ мян နဲ့ပြီးရပေါ့နော်ဒီ preparation time ကအဲ့လောက်မလိုဘူးဆိုတော့ကိုက collision university တွားဖို့အတွက် အာ rush ဖြစ်နေပြီတက်ချင်နေပြီဆိုရင်တော့ဒီ college university မှာပဲပညာသင်ချင်နေပြီဆိုတော့အချိန်တွေရောက်နေပြီဆိုတော့ GE ကိုတက်လိုက်ပါ GE ကအများကြီးမြန်ပါလိမ့်မယ်ဒီ grade 11နဲ့12တက်ရမယ်ဆိုပါတော့ဒါပေမဲ့ကိုကအဲ့လိုမျိုးမလုံးနေဘူးဆိုရင်တော့ grade 11နဲ့ grade 12 grade 12တက်ပါတော့ဘာလို့လဲဆိုတော့ engineering နဲ့ပတ်သက်တဲ့ basic တွေ foundation တွေက GE တက်ဆိုင် grade 12မှာပို့ပြီးတော့ရပါလိမ့်မယ် GE ကပါတဲ့ subject တွေနဲ့ဒီ curriculum တွေကဟို basic basic တော့မဟုတ်ပါဘူးเนาะ general ဖြစ်တယ်ပေါ့เนาะဆိုတော့ engineering နဲ့ပတ်သက်တဲ့ basic ကတော့ဒီ grade 12လောက်ရမှာမဟုတ်ပါဘူးเนาะအာဒါပေမဲ့လည်းတကယ်လို့ကိုက college နဲ့ university စိတ်ထဲမှာရွေးထားပြီးပေါ့เนาะဒီနိုင်ငံကဒီ college နဲ့ university မှာတက်ချင်တယ်ဆိုရင်တော့အာ grade 12တက်မလား GD တက်မလားဆိုတာဒီ ကိုတက်ချင်တဲ့ collision ရွယ်စီကြိုပြီးတော့ message ပို့ပြီးတော့မေးပေါ့နော်သူတို့စီမှာဘယ်ဟာနဲ့လက်ခံလဲဆိုတော့ငယ်လို့နှစ်ခုလုံးနဲ့လက်ခံတယ်ဆိုတော့ခုနကကျွန်တော်ပြောတဲ့ပထမတစ်ချက်နဲ့စဉ်းစားလို့ရတယ်တကယ်လို့ great travel လက်ခံတယ်ဆိုတော့ great travel တက်ပေါ့နော်အဲ GED ပဲလက်ခံတယ်ဆိုရင်တော့အဲ GED ပဲတက်ပေါ့နော်အဲအဲ့လိုမျိုးလေးတော့ရှိရပါဘော